ိုင်ငံနဲ့အာဆီယံတို့အစစ်မြစ်လှုပ်လှက်သောကုန်သွယ်ရေးသဘောတူညီချက်တခုကိုအင်ကာနီကလက်မှတ်ရေးထိုးခဲ့ပါတယ်။အဖွဲ့ဝင်၁၇နိုင်ငံပါဝင်တဲ့အာဆီယံဒေသတွေဟာတရုတ်နိုင်ငံရဲ့အရေးကြီးဆုံးကုန်သွယ်ဘက်ရပ်ဝန်းဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကနှစ်ဖက်ကုန်သွယ်ရေးအမေရိကန်ဒေါ်လာ987ဘီလီယံရှိခဲ့ပါတယ်။တရုတ်အစိုးရဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ချမှတ်ထားတဲ့တရုတ်သွင်းကုန်ခုံမြင့်မားမှုကိုတံပြန်ဖို့အတွက်အာဆီယံနဲ့ဆက်ဆံရေးပိုခိုင်မအောင်ကြိုးပမ်းနေတာဖြစ်ပါတယ်။ ကွာလာလမ်ပူမြို့တော်မှာတရုတ်ဝင်ကြီးချုပ်လီချန်ကတပတ်သက်ကာကွယ်ရေးဝါဒကိုရှောင်ရှားဖို့အရေးကြီးပုံကိုသူ့ရဲ့မိကုံမှာအလေးထားပြောကြားခဲ့ပါတယ်။"တန်边主义、保护主义"တပတ်သက်ကာကွယ်ရေးဝါဒတွေကနိုင်ငံတကာစီးပွားရေးနဲ့ကုန်သွယ်ရေးကိုအပြင်းထန်ထိခိုက်ပါတယ်။ဒီဒေသကိုအပြင်းအားစုတွေဟာဆက်လက်ဝင်ရောက်ဆွတ်ဖက်နေပြီးနိုင်ငံအများပြားဟာကုန်သွယ်ခွန်မတရားချမှတ်ခံနေကြပါတယ်။အခုဆိုရင်ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေဟာအင်အားကြီးနိုင်ငံတွေရဲ့နိုင်ငံရေးနဲ့စီးပွားရေးအနိုင်ကျင့်ခံရပြီး ပိုကြီးမားတဲ့စိန်ခေါ်မှုတွေအန်ရီတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။စီလုံးညီညွတ်မှုအစားသဘောထားကွဲပြားရင်ဘာအကျိုးမှမရှိပါဘူး။အဲ့ဒါဟာပြင်ပအင်အားစုတွေကိုဝင်ရောက်ခွဲခြားအုပ်ချုပ်ခွင့်ပေးတယ်လို့ဖြစ်နေပါတယ်လို့တရုတ်ဝန်ကြီးချုပ်လီချန်ကပြောဆိုပါတယ်။တရုတ်အစိုးရကုတန်ရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့အာဆီယံတို့သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့တဲ့အစဉ်မြင်လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်ထဲမှာ digital နည်းပညာ၊တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊စီးပွားရေးနဲ့တခြားဆက်မှုလုပ်ငန်းအသစ်ကဏ္ဍတွေပါဝင်တယ်လို့ဆိုပါတယ်။ ဒီအာဆီယံထိပ်သီးစည်းဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းသူ့ရဲ့အာရှခီးစဉ်အစပိုင်းတနင်္ဂနွေနေ့မှာတက်ရောက်ခဲ့ပါတယ်။အာဆီယံနဲ့တရုတ်တို့ရဲ့အစင်းမြင့်ကုန်သွယ်ဆွေးနွေးပွဲတွေဟာ2022ခုနှစ်နိုဝင်ဘာလမှာစတင်ခဲ့ပြီးသမ္မတထရန့်ပြင်းထန်တဲ့ကုန်သွယ်ခွန်တွေချမှတ်ခဲ့ပြီးပြီးခဲ့တဲ့မေလမှာပဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။တရုတ်အစိုးရဟာမြေရှားတပ်ထုနဲ့ တခြားအရေးပါတဲ့တက်ထူတွေတင်ပို့မှုကိုကန့်တက်လိုက်ပြီးပြစ်တင်ဝေဖန်မှုတွေပြင်းထန်နေချိန်မှာသူ့ရဲ့ပွင့်လင်းတဲ့စီးပွားရေးစနစ်ဆိုတာကိုပုံဖော်လာတာပါအမေရိကန်နဲ့တရုတ်တို့ကုန်သွယ်မှုပြည်လည်ရေးသဘောတူညီမှုကိုဒီစနစ်တနင်္ဂနွေရက်တွေမှာကောလံလပူမှာတက်တန်းဆက်တိုးခဲ့ကြပါတယ်ဒီတစ်ပတ်နောက်ပိုင်းစိုးမျိုးတော်မှာတမရထရန်နဲ့တမရရှိချင်းပြင်းတို့တွေ့ဆုံတဲ့အခါကုန်သွယ်ရေးသဘောတူညီမှုတွေရဖို့နှစ်ဖက်အကြိမ်နဲ့ဆွေးနွေးညှိနှိုင်းနေကြပါတယ်ရှင်